အနန္တဘုရားထဲမှာအကောင်းဆုံးသောလက်ရာစုကိုရထားတယ်။အခုပညာရှင်ထုလုပ်ခဲ့တယ်ဘုရား။ဒီဘုရားထုလုပ်ပြီးတဲ့အခါမှာသူကအကောင်းဆုံးဘိက္ခုပညာရှင်စုကိုရရှိခဲ့တယ်။အိုက်ကိခါတော့အဲ့တော့ဒီဘိက္ခုပညာရှင်ကထုလုပ်ခဲ့တဲ့ဒီဘုရားမှာဘုရားရဲ့အင်္ဂါရည်ကိုစုသီးပြီးတော့ထုလုပ်သွား။ပြီးလို့ရှိရင်သူ့ရဲ့အာယုန်ထဲမှာပေါ်တဲ့အတိုင်းထုလုပ်ခဲ့ဘုရား။သူကဘိက္ခုပညာရှင်၄ယောက်ပေါ်တယ်။တဆူတယောက်ထုလုပ်ခဲ့တယ်။ ပြိတ္တကမှာတစုတယောက်ထုလုပ်နေစဉ်အတွင်းမှာလည်းတယောက်နဲ့တယောက်ပြုခွင့်မရှိတယောက်ထုလုပ်နေပြောင်ပြောင်သွားခွင့်မရှိခြံသားမင်းအဲ့လိုချမှတ်ခဲ့ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ပညာအရင်းမှန်ကိုပေါ်ထုတ်နိုင်အောင်လို့တယောက်နဲ့တယောက်ပြုခွင့်မပေးခဲ့အဲ့လိုမျိုးနဲ့ဒီပြားတွေထုလုပ်ခိုင်းခဲ့အဲ့တော့ဒီပြားထုလုပ်ခဲ့တဲ့ကမှာထုလုပ်ခဲ့တဲ့အသားကထင်ရှုတော့ဖြူစွမ်းနဲ့ထုလုပ်ခဲ့တယ်ဘုရားကလုံးကိုထင်ရှုစွမ်းထုလုပ်ခဲ့ပြီးတော့ဒီပြားရဲ့အင်္ဂါရဲ့ဖွဲ့စည်းပုံကြီးကြီး ထမဆုံးစတိရလိုလဲရတင်ငန်းတော်နဲ့ကြောတော်နဲ့ကပ်နေခြင်းဒုတိယလဲရဒုစစ်တော်အခုလေးပါခြင်းဒုစစ်ပေါ်ခြင်းတတိယလဲရတင်ငန်းတော်နဲ့ကြောတော်နဲ့ကပ်နေခြင်းမကဘဲနဲ့မွေးစုတင်ငန်းရဲ့ပုံကိုထုလုပ်ခြင်းမှာဘလောက်ထိပြတော်လဲဆိုမွေးစုနေအတွက် တစ်ဖက်မှာတင်ငန်းအရင်ပါလာတဲ့အတွက်တစ်ထည်ပဲတလွာပဲရှိတဲ့တင်ငန်းပတ်မှာချက်တော်တော်ပေါ်တယ်ကြည့်ပါနော်ဖျားချက်တော်ပေါ်တယ် ဒါဘာလို့လဲအရန်ပါတော့မွေးရဆိုတဲ့တင်ငါကိုထုံထားချက်တော့ပေါ်နေရတယ်အဲ့တော့ခုနတမိုင်းတစ်ခုပြန်ဆက်ကြည့်အောင်တမင်ရန်ကြီးဖရာကချက်တော့ပေါ်နေဖရာချက်တော့ပေါ်နေဖရာမဟုတ်ဘူးဒီဖရာဖရာမဟုတ်ဘူးဘာအဲ့ဒါဖရာအဲ့တော့ဟုတ်ပြီလေနော်ဒါတမိုင်းထောက်ထားလေးကိုပြန်ပေးပြနော်အဲ့တော့ဒီဖရာမှာအရင်ချက်ကိုမြင်တွေ့ရတယ်ပြီးလို့ရှိရင်ဖရာရဲ့အင်္ဂါရက်ဖရာမှာရှိတဲ့အင်္ဂါရက်တွေကိုစုတည်ပြီးကြည့်သွားတယ်